မမဆရာတအူးပြောတဲ့စကားလေးရှိတယ်။ဘဝမှာအရေးအကြီးဆုံးကဆုံးဖြတ်ချက်တွေပဲ။အဲဒီဆုံးဖြတ်ချက်ကကိုယ့်ရဲ့ဘဝကိုအများကြီးပြောင်းလဲသွားစေတယ်။မမတို့ရဲ့ဘဝကိုပြောင်းလဲ တူးတက်စေတာလည်းအဲ့ဒီဆုံးဖြတ်ချက်ပဲမတူးတက်လာစေတာလည်းအဲ့ဒီဆုံးဖြတ်ချက်တွေပဲဆိုတော့ဒီပြုတ်ကိုကြည့်တဲ့မိတ်ဆွေကဆုံးဖြတ်ချက်တစ်ခုချတော့မယ်ဆိုရင်ကို့ဘဝအတွက်ရေရှည်ကိုကြည့်ပြီးတော့မှဆုံးဖြတ်ချက်ချပါဒီဆုံးဖြတ်ချက်ကိုလုံလိုက်တယ်ဆိုရင်ရေရှည်မှာငါတူးတက်လာနိုင်ခြင်းရှိလားရေရှည်မှာငါပြောင်းလဲလာနိုင်ခြင်းရှိလားအဲ့ဒီ ်ပေါ်မှာမူတည်ပြီးတော့မှဆုံးဖြတ်ချက်ကိုချပါဟော်မုန်းလဲအသုံးချစိတ်ပညာလို့ခေါ်တဲ့ neuro linguistic programming ကိုအဆုံးထိလေ့လာမယ်လို့ဆုံးဖြတ်လိုက်တာကဟော်မုန်းရဲ့ဘဝကိုပြောင်းလဲသွားစေတာပဲဒီဘောကြည့်တယ်မင်းဆွေလည်းမက်ကန်နဲ့ဆုံးဖြတ်ချက်တွေချပြီးတော့မှဘဝတိုးတက်ပြောင်းလဲကြပါစေလို့ဆုတောင်းပေးရင်းနဲ့ဒီဗီဒီယိုကိုဆက်သက်ချင်ပါတယ် ကျေးဇူးအများကြီးတင်ပါတယ်။ဒီဗီဒီယိုလေးဒီအကျိုးရှိလိမ့်မယ်လို့အပြည့်အဝယုံကြည်ပါတယ်။အကျိုးတစုံတရာရှိတယ်ဆိုကွန်မန့်မှာ yes လို့ကုန်ရွေးဝတ်ကြော်ဆိုပြီးရေးပေးစီတင်ပါတယ်။အမြဲတမ်းမှတ်ထားပါ Hero is you